ကော့ဂရိတ်မျိုးရီအာရှလန်မှာစစ်ကောင်စီရဲ့အောင်စရာစစ်ကြောင်းကမျိုးရီမျိုးကိုထိုးဖောက်နိုင်ဖို့နီလန်ပေါင်းစုံနဲ့ထိုးစစ်ဆင်နေတာကြောင့် KNL ဘူအောင်စစ်ကြောင်းတွေနဲ့တိုက်ပွဲတွေပြင်းထန်နေပါတယ်။အောင်ခန့်တင်ပြဖို့ထားပါတယ်ရှင်။အာရှလန်နဲ့မြောက်လီမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စတေမာလာဒုတိယဘက်ကစတင်ပြီးတကြောပြန်ထိုးစစ်ဆင်နေတဲ့အောင်ရက်စစ်ကြောင်းနဲ့ GNL ပူးပေါင်းစစ်ကြောင်းတို့တိုက်ပွဲတွေပြင်းထန်နေပါတယ်။မတ်လအတွင်းစစ်ကောင်စီရဲ့အောင်ရက်စစ်ကြောင်းဟာ မြောက်ပြည်မြို့ကိုထိုးပေါက်နိုင်ဖို့အာရှလန်နဲ့ရန်ကုန်လမ်းဟောင်းဘက်ကနေနီလန်ပေါင်းစုံသုံးပြီးထိုးစစ်ဆင်စူးစမ်းနေတာကြောင့်ဂဲလန်လေးပူပေါင်းစစ်ကြောင်းတွေနဲ့တိုက်ပွဲတွေပြင်းထန်နေတာပါတိုက်ပွဲတွေနှစ်ဖက်ထိခိုက်ကြဆုံးတာတွေရှိနေပါတယ်ဟုတ်တယ်ဒီတိုင်းမှာပုံမှန်ပါပဲသူတို့အင်အားလူအင်အားပြည့်တယ်တိုးလာတယ်အဲတိုးလာတယ်ဒရုန်းနဲ့ဒရုန်းနဲ့ပြည့်တယ်အဲပြီးတော့ပြည်ပြည့်ပြည့်ပြန်လာတယ်ဒါပြည့်ပြည့်လို့ပြည့်နေတာပါ ကောတော့လည်းဒီလိုပဲဟိုလည်းကတည်းကသူတို့တွေအော်တော်တော်တိုးလာမယ်မေတ္တာဖြစ်လိုက်သေးတယ်ကျွန်တော်တို့အဒီပူပေါင်းစကြောရဲဘော်တွေတော့ကြာကြာနေတော့တော့ကြာမှုဖြစ်လိုက်သေးတယ်ဟုတ်တယ်တသားလေးဒီဖြည်းလိုက်တိုးလာလိုက်လမ်းတော်လိုက်ပေါ့အဲ့ဒါမက်စလာဒုတိယဘက်ကစတင်ပြီးစစ်ကောင်စီစစ်ကြောင်းတွေဟာ ပြားပင်ခနိမ့်မူတရံကူးစင်ကုန်းကော့နယ်ကျွရတကြောကိုလက်နက်ကြီးပစ်ခတ်တာဒုံးနဲ့ကင်းထောက်ပြီးဒုံးဘုံကျကျတိုက်ခိုက်ပြီးနောက်ခနိမ့်မူနဲ့ပြားပင်ကျွရကိုထိုးစစ်ဆင်ဝင်ရောက်ဖို့ကြိုးစားခဲ့တာကြောင့်ဂဲလန်လေးပူပေါင်းစစ်ကြောင်းတွေနဲ့တိုက်ပွဲတွေတောက်လျှောက်ပြပွားခဲ့ပါတယ်လက်ရှိမှာလည်းကော့နယ်မြို့ပအဝင်နီနာကျွရကတိုင်းနဲ့ချီတဲ့ဒေသခံပြည်သူတွေဟာဖအံမော်လမြိုင်တမညနဲ့ဆွေမျိုးတွေရှိရာထွေပြေးတင်းရှောင်နေရတာကြောင့်အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့စစ်ကြောင်းရဲ့ကူညီပေးနေသူတွေကပြောပါတယ် ဒီကကန်နေရဲ့ခြေနေရတော့လက်ရှိကတော့မသိတဲ့အတိုင်းပဲလေစားရေးတောက်ရေးနဲ့ပတ်သက်တာကုန်စည်စည်းမှုနဲ့ပတ်သက်တာဒီဆိုင်ကျွေးမွေးမြူးလုပ်ငန်းနဲ့ပတ်သက်တာတွေကတော့အင်မတန်မှခက်ခဲတဲ့အခုချိန်မှာဘာမှလုပ်လို့မရဘူးလေသိရမလားပြီးတော့စားဝတ်နေရေးတွေခက်ခဲလာတယ်ဒီကလေးတွေရဲ့ပညာရေးကျန်းမာရေးတွေခက်ခဲလာတယ်ဝင်ငွေရနိုင်တဲ့ခွင့်လန်းတွေလောက်ကိုင်းတွေချပါလာတယ်အဲ့တော့ဒီလူလူတွေတကကြားလေးပူဆိုးလာလေကြားလေးပူဆိုးလာလေလို့ပဲပြောရပါပါဘူးက ဒီစီပေးဆောင်တွေတော့လိုအပ်တဲ့ဆန္ဒရိတ်ကားတွေကျန်းမာရေးထောက်ကူပြုပစ္စည်းတွေအဝတ်ထည်တွေနေစရာဘွန်တော်တာလုံခြုံမဲ့နေစရာတွေအဲလိုမျိုးဆောက်လုပ်ပေးတာတွေလူတန်းပေးတာတွေလည်းလိုအပ်ပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဘေဘော်ဒီနောဆုံးဘက်ကကောင်းတဲ့ကြည်ဟာနီးဂဲလန်လင်ပူအောင်တက်ဖွဲ့နေနဲ့ရှစ်ကောင်စီအောင်ရစစ်ကြောင်းလို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်အင်ဂျီ80နေပါရှိတဲ့ကောင်းတဲ့ကြည်ဟာကို၄ချိန်မြောက်ရှစ်ကောင်စီတက်ဖွဲ့ဝင်တွေကမိရှုပ်ဖြစ်စီခဲ့ပါတယ်ဒါအပြင် မတ်လ2ရက်နေ့ည10:00နာရီကျော်လောက်ကနိုင်ရှင်ဝန်ကြီးရွာကိုစစ်ကောင်စီတပ်ဖက်ကမြေဆိုင်လက်နက်ကြီးနှလုံးပစ်ခတ်ခဲ့ရာတလုံးကြောက်ပေါက်ွဲပြီးတလုံးမကွဲပဲကြန့်ရှိနေပါတယ်။ဒီသက်ကန်နေရာထပ်ပြတင်းရှောင်နေတာကြောင့်စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုတွင်ထိခိုက်သူမရှိခဲ့ပါဘူး။ကျွန်တော်အောင်ခံပါ